ဗျာကဲအားလုံးပဲမင်္ဂလာပါနော် ကမြန်လေးဝင်လာခဲ့မယ်ဗျာကျွန်တော်ခေါ်ပါဗျာကျွန်တော်ကိုကြီးမာကြီးအားလုံးပဲမင်္ဂလာပါညတန်းငယ်ဟောလွှင့်ပြီနော် 3D တက်ပြီးတော့လွှင့်ပေးထားရယ်နော် 3D ကျွန်တော်ရဲ့ကိုကြီးမာကြီးအားလုံးကို 3D တက်ပြီးတော့လွှင့်ပေးထားပါတယ်ဗျာမင်္ဂလာပါမင်္ဂလာပါဗျာ ကဲအနီးကလေးကစားကြည့်ပေါ့နော်အနီးကလေးကျွန်တော်ရဲ့ကိုရီမာတွေအားလုံးကစားကြည့်ပါအကြိုက်တူလို့ကြိုက်တွေးတော့လဲကစားပေါ့နော်မကြိုက်ဘူးဆိုရင်လဲမကစားနဲ့ဟုတ်ပြီလားကိုပစံနဲ့ကိုထိုးတာကြိုက်မှကစားမကြိုက်ရင်မကစားနဲ့တော့ကျွန်တော်ကိုရီမာကြီးများအားလုံးမင်္ဂလာပါ viewer 10ရောက်လောက်ဗျာမြန်မြန်လေးဝင်လာခဲ့ viewer 10ရောက်လောက်ဟုတ်ပြီနော် ကျွန်တော်ကိုရွေးဝါးရီအားလုံးပဲမင်္ဂလာပါပြပေးကျင်တာတော့ထိတ်စီနောက်ပိတ်လေးပြပေးကျင်လဲเนาะထိတ်စီနောက်ပိတ်ပေါ့ထိတ်စီနောက်ပိတ်ဆိုင်ကလေးကိုကျွန်တော်ရဲ့ကိုကြီးမကြီးအားလုံးကိုပြပေးကျင်တာဖြစ်ပါတယ်ပြောကားလေးနေเนาะ ားလုံးပဲမင်္ဂလာပါကျွန်တော်ကိုရီမာဒီအားလုံးအားလုံးမင်္ဂလာပါနီးကလိုက် show လေးတောင် viewer နဲတယ်ဗျာနော်အနီးကလိုက် show လေးတောင်ကျွန်တော်ကိုရီမာဒီအားလုံးပဲ viewer နဲတယ်လို့ပြပေးချင်တာကကျွန်တော်ရဲ့ကိုရီမာဒီအားလုံးပဲထိတ်စီထိတ်စီနဲ့ကျွန်တော်ကိုမာများနောက်ပိတ်ပေါ့နော်ထိတ်စီနဲ့နောက်ပိတ်ပေါ့ထိတ်စီနောက်ပိတ်လေးကို ပြပေးချင်တာဖြစ်ပါတယ်အလုံးပဲမမြန်လေးဝင်လာခင်မယ်နော် 3D ညာတော့တက်ပြီပြီเนาะ 3D ညာလွင့်ပြီပြီเนาะအကောင်ပါများလုံးပဲ 3D မရသေးတဲ့ကိုယ်မကြီးအောက်ထဲကိုဝင်ကြည့်ပြီးတော့ 3D ထိုးထားကြအောင် ရူဒီရှယ်ဟောသုံးခွက်ထုတ်ပေးထားတယ်ရှယ်ဟောသုံးခွက်ဒေဒိုအာပပဆိုပြီးရှယ်ဟောသုံးခွက်ထုတ်ပေးထားတယ်မရသေးတဲ့ကိုကြီးမကြီးတွားရောက်ပြီးကြည့်ပြီးဟုတ်ပြီနော်ဒါဆိုကျွန်တော်ရဲ့ကိုကြီးမကြီးများအားလုံးပဲထိတ်စည်းဆိုင်ကလေးတစ်ချက်သွားမယ်ဗျာထိတ်စည်းဆိုင်ကလေးဟုတ်ပြီနော်ထိတ်စည်းဆိုင်ကလေးကျွန်တော်ကလေးလုံးပေါင်းချင်းပြမှာပါနော်တစ်ချက်နားလည်အောင်ကြည့်23ဒီကျွန်တော်ကိုမာမြား3အပိတ်ပါ23က3အပိတ်63ကကျွန်တော်ကိုကြီးမာကြီးများ6ထိပ်ဟုတ်ပြီနော်23 3အပိတ်63က6ထိပ်85က5အပိတ် 85ဒီကျွန်တော်ကိုကြီးမာရေးမြာငါအပိတ်68ကကျွန်တော်ရဲ့ကိုကြီးမာရေးအားလုံးပဲ6ထိတ်နေတဲ့6356ကျွန်တော်ရဲ့ကိုရီမားရဲ့အားလုံးပဲ၄လုံးပေါင်းခြင်းပါနော်စိုက်တေရှားရတာတော့အရန်ခက်ခဲပါရင်နော်ဒီစိုက်တေရှားရတာအရန်ခက်ခဲတယ်ဗျလွယ်ကူတဲ့စိုက်တွေတော့မဟုတ်ဘူး6356သုံးလုံးပေါင်းခြင်း6ရဲ့3ရဲ့ပေါင်းတော့9ဒီထိန်စီကမှန်လာတာ9ချိန်လောက်ဖြစ်သွားပါပြီနော်6ရဲ့3ရဲ့ပေါင်းတော့9ပါ9ရဲ့9ရဲ့ပေါင်းတော့6ရဲ့3ရဲ့ပေါင်းတော့ 9ပါတဲ့9နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ရဲ့9ရဲ့ပေါင်းတော့4ပါ4နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၄ရဲ့၆ရဲ့ပေါင်းတော့ကျွန်တော်ကောင်မမြ၄နဲ့၆နဲ့ပေါင်းတော့၃ညပါ၃ညကိုကျွန်တော်တို့နက်ခတ်ခေါ်ခြင်းသည်9နှစ်ပါ၃ညကိုပါဝါခေါ်ခြင်းသည်9ပါ၃ညခွန်9သည်ကိုရီမာရီအားလုံးပဲထိတ်စည်းဖြစ်ပါတယ်ဟုတ်ပြီနော်၃ညခွန်9သည်ကျွန်တော်ရဲ့ကိုရီမာရီအားလုံးပဲထိတ်စည်းဖြစ်ပါတယ်တဲ့ 395ထိပ်ကိုခွန်ထိန်းနဲ့84ဆိုတော့တစ်ပရိထွက်တယ်395ထိပ်ကိုခွန်ထိန်းနဲ့84ဆိုတော့ကျွန်တော်ရဲ့ကိုယ်မတွေတစ်ပရိထွက်ရှိလို့အောင်မြင်ခဲ့တယ်85ကကျွန်တော်ရဲ့ကိုယ်ယူမတွေ9အပိတ်ပါ33 36ကကျွန်တော်ကိုယ်ယူမတွေ3ထိပ်ပါ39ခွန်ကကျွန်တော်တို့ခွန်အပိတ်39 9တီကကျွန်တော်ရဲ့ကိုယ်ယူမတွေ39ထိပ်နဲ့39ခွန်39ကျွန်တော်ရဲ့ကိုယ်ယူမတွေ၄လုံးပေါင်းခြင်းဖြစ်တယ် 3ရက်5ရက်ပေါင်းတော့8ပါ8နဲ့9ပေါင်းတော့ကျွန်တော်တို့9ပါ9ရက်3ရက်ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ပဲရတယ်ငါ့ကိုနှက်ခတ်ခေါ်ခြင်းသည်3ပါတဲ့ငါ့ကိုပါဝါခေါ်ခြင်းသည်3ညပါ9 3 3ညသည်ကျွန်တော်ရဲ့ကိုယ်မရဲ့အားလုံးပဲထိတ်စီဖြစ်တယ်ဟုတ်ပြီနော်3ညခွန်9ထိတ်ကို9ထိတ်နဲ့80ဆိုတော့ dividend ဟုတ်ပြီနော်9 3 3ညထိတ်ကို3ထိတ်နဲ့30ဆိုတော့3ပြိတ်ထွက်တယ် တောင်ရခွန်ဒီကျွန်တော်ရဲ့ကိုယ်မတွေခွန်အပိတ်ပါ68က6ထိပ်ပါ84ကကျွန်တော်တို့၄ရပိတ်ပါ53ကကျွန်တော်ရဲ့ကိုယ်မတွေ9ထိပ်နဲ့6845ကျွန်တော်ရဲ့ကိုယ်မတွေ၄လုံးပေါင်းချင်း6နဲ့9နဲ့ပေါင်းတော့3ပါ3ရဲ့4ရဲ့ပေါင်းတော့ခွန်ပါတဲ့9နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲခွန်ရဲ့9ရဲ့ပေါင်းတော့2ရတယ်2ကိုကျွန်တော်တို့နက်ခတ်ခေါ်ခြင်းဒီ၄ပါ2ကို ကျွန်တော်ရဲ့ကိုယ်မတွေပါဝါခေါ်ခြင်းဒီဟာ လိုဒီဖြစ်တာလည်းမသိဘူး။ဟိုရလည်းပြဆင်မပြေဘူး။မန်းလည်းတမျိုး။နှစ်ကိုကျွန်တော်ရဲ့ဂွေမတွေပါဝါခေါ်ခြင်းဒီခုနှစ်နှစ်ခုနှစ်လေးခုကကျွန်တော်ရဲ့ဂွေမတွေအားလုံးပဲထိတ်စည်းဖြစ်တယ်။ဟုတ်ပြီနော်။နှစ်လေးခုဒီကျွန်တော်ရဲ့ဂွေမတွေအားလုံးထိတ်စည်း ခွန်ထိတ်နဲ့84ညော3ထိတ်နဲ့30နှစ်လေးခွန်ထိတ်ကို4ထိတ်နဲ့ကျွန်တော်ရဲ့ဂွေမိုင်40ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်တဲ့ဒါဆိုယနေ့မနေ့ကျွန်တော်ရဲ့ဂွေမိုင်7နာရီတမင်အတွက်ထိတ်စီးကဘာဖြစ်မလဲ84ကကျွန်တော်ကိုယ်မတွေ၄ရက်ပိတ်ပါနားလည်လာတော့မသိဘူးเนาะရှင်းလာတော့မသိဘူးမရှင်းတာရှိရင်လည်းပြန်ပြီးပေါ့ဗျာမရှင်းတာရှိရင်လည်းတန်းငယ်ကိုပြန်ပြီးပေါ့လေးလုံးပေါင်းခြင်းပါเนาะရှားတာခတ်ပါတယ်84၄ရက်ပိတ်3ည5က3ညထိတ်30ကကျွန်တော်ရဲ့ကိုယ်မတွေ3ညအပိတ် 60အထိကကျွန်တော်ရဲ့ကိုယ်မတွေကိုထိတ်နဲ့ဟုတ်ပြီနော်တုံညာ၄တုံညာကိုကျွန်တော်ရဲ့ကိုယ်မတွေလေးလုံးပေါင်းခြင်းတဲ့တုံညာနဲ့၄နဲ့ပေါင်းတော့၄ပါ၄နဲ့တုံညာနဲ့ပေါင်းတော့၄ပါပဲ၄ရဲ့၉ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၄နဲ့၉နဲ့ပေါင်းတော့ကျွန်တော်တို့300တယ်တဲ့ကျွန်တော်ရဲ့ကိုယ်မတွေ၄နဲ့၉နဲ့ပေါင်းတော့ကျွန်တော်ကိုမမြ၃၃ကိုကျွန်တော်တို့နက္ခတ်ခေါ်ခြင်းဒီ၅၃ကိုကျွန်တော်တို့ပါဝါခေါ်ခြင်းဒီ၈ပါ၃၅၈ဒီကျွန်တော်ရဲ့ကိုမယနေ့မနက်၁၂နာရီ၁၀မိနစ်တော့ ထိတ်စည်းဖြစ်တယ်ဟုတ်ပြီနော်358တည်ယနေ့မနေ့ကျွန်တော်ရုပ်ကမှာ7နာရီတမင်တူတဲ့ထိတ်စည်းတဲ့ခွန်ထိတ်နဲ့84 3ထိတ်နဲ့30 4ထိတ်နဲ့ကျွန်တော်ရုပ်ကမှာ40ဆိုပြီးထွက်ပြီးယနေ့မနေ့7နာရီတမင်တူတဲ့358ထိတ်လို့ရတာအဲ့ဒီ358ထိတ်ထိတ်စည်းသည်ကျွန်တော်ရုပ်ကမှာဘာထိတ်လဲဆိုရင်3 5ထိတ်ပါเนาะထိတ်စည်းကကျွန်တော်ရဲ့ကိုယ်မှာ3 5 8ထိတ်လို့ရတယ်နောက်ဝက်လေးကိုကျွန်တော်ရဲ့ကိုယ်မှာပြန်တစ်ချက်လိုက်ကြည့်ပေး နောက်အပိတ်လေးကိုကျွန်တော်ရဲ့ကိုယ်မကြီးတစ်ချက်လိုက်ကြည့်နော်နောက်ပိတ်လေးကျွန်တော်ယုံကြည်တယ်ဗျဇနေမနက်7နာရီတိမတော်ဒီကနန်းလေးတွေထိုးရင်ပေါက်ပြီလို့ယုံကြည်တယ်နော်အခုပြောပြမယ်ကနန်းလေးတွေထိုးရင်ပေါက်ပြီလို့ထင်မိပါတယ်ကဲအားလုံးပဲတစ်ချက်လိုက်ကြည့်မယ်ဒါဆိုကျွန်တော်ကိုယ်မကြီးအားလုံးအားလုံးတစ်ချက်လိုက်ကြည့်ပါ23ကကျွန်တော်ရဲ့ကိုယ်မတွေနှစ်ထိပ်ပါ85က5ပိတ်39ခွန်ကကျွန်တော်ရဲ့ကိုယ်မတွေသူတို့နှလုံးပေါင်းခြင်းနဲ့ ဟုတ်ပြီနော်နေ9ခွန်3ခါကျွန်တော်ရဲ့ကွေမကြီးလေးလုံးပေါင်းခြင်းပဲနေ9ရဲ့ပေါင်းတော့ခွန်ပါခွန်နဲ့ခွန်နဲ့ပေါင်းတော့4ပါ4နဲ့3ခါနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ4ပဲရတယ်တဲ့ကျွန်တော်ကိုမများ4ကိုကျွန်တော်ရဲ့ကွေမကြီးများအားလုံးပဲ4ကိုပါဝါခေါ်ခြင်းသည်9ပါနှက်ခတ်ခေါ်ခြင်းသည်2ပါ4 9ကကျွန်တော်ရဲ့ကွေမကြီးအားလုံးပဲနောက်ပိတ်ဖြစ်တယ် ဟုတ်ပြီနော်ခွန်ထိတ်ကျွန်တော်ရဲ့ခွေမာဒီတောင်ညာခွန်၅ထိတ်၄ခုနှစ်အပိတ်ကိုခွန်ထိတ်၄အပိတ်နဲ့84ဆိုတော့တစ်ပရိတ်ထွက်တယ်ခွန်ထိတ်၄ပိတ်နဲ့84ဆိုတော့တစ်ပရိတ်တခြားကြည့်85တီကကျွန်တော်ရဲ့ခွေမာဒီခွန်ထိတ်ပါတောင်ညာခွန်ကခွန်အပိတ်84တီကကျွန်တော်ရဲ့ခွေမာကြီးသူ့လိုနှလုံးပေါင်းခြင်းနဲ့ခွန်၄ခွန်ခွန်ကျွန်တော်ရဲ့ခွေမာကြီးလေးလုံးပေါင်းခြင်းဖြစ်တယ် ခွန်လေးနဲ့ပေါင်းတော့၁ပါ၊တကယ်ခွန်ရဲပေါင်းတော့၈ပါ၊ရှင်းနဲ့ခွန်နဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ။၈ကယ်ခွန်ရဲပေါင်းတော့၅ရပါလေ။၅ကိုပါဝါခေါ်ခြင်းသည်၃ညပါ။၅ကိုနက်ခတ်ခေါ်ခြင်းသည်၃။၅၃ည၃သည်ကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲနောက်ပိတ်ဖြစ်တယ်။၅၃ည၃ကကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲအပိတ်။ခွန်ထိပ်၄ပိတ်နဲ့84ဆိုတော့၁ပိတ်။၅၃၃ညထိပ်ကို၅၃ည၃အပိတ်နဲ့၃ထိပ်ကျွန်တော်ရဲ့ကိုယ်မိုင်၃ညအပိတ်နဲ့30ဆိုတော့ သုံးပရိကျွန်တော်ရဲ့ဂွေမာကြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်တစ်ချက်ကြည့်တုံညာခွန်တုံညာခွန်ဒီကျွန်တော်ရဲ့ဂွေမာကြီးတုံညာထိပ်ပါ84က၄ရပိတ်30ဒီကကျွန်တော်ရဲ့ဂွေမာကြီးတို့နှလုံးပေါင်းခြင်းနဲ့သုံးတုံညာ၄တုံညာကျွန်တော်ရဲ့ဂွေမာကြီးသုံးလုံးပေါင်းခြင်းနဲ့သုံးရတုံညာရဲ့ပေါင်းတော့3ပါ3ရ4ရပေါင်းတော့ခွန်ခွန်နဲ့တုံညာနဲ့ပေါင်းတော့ကျွန်တော်တို့မရမလဲခွန်ပဲရတယ်တဲ့ခွန်ပါဝါခေါ်ခြင်းဒီ2ပါခွန်နက်ခတ်ခေါ်ခြင်းဒီတုံညာပါခွန်နှစ်တုံညာဒီကျွန်တော်ရဲ့ကိုယ်မိုင်းအားလုံးပဲ နောက်ပိတ်ဖြစ်တယ်ဟုတ်ပြီနော်ခွန်နဲ့တောင်းကြဒီကျွန်တော်ရဲ့ကွေမိုင်အားလုံးပဲအပိတ်နားလဲလာတော့မသိဘူးနော်နားမလဲတာရှိရင်လေကွန်မန့်လေးမှာမေးခွန်ထိတ်လေးအပိတ်နဲ့84ဆိုတော့10ပိတ်3ထိတ်300အပိတ်နဲ့30ဆိုတော့3ပိတ်ဒီမှာကျွန်တော်ကွေမိုင်နှစ်လေးခွန်ထိတ်ခွန်နဲ့တောင်းအပိတ်ကိုကျွန်တော်တို့က၄ထိတ်300အပိတ်နဲ့40ဆိုတော့4ပိတ်ထွက်ရှိလို့အောင်မြင်ခဲ့တယ်ဆိုရင်တဲ့ယနေ့မနေ့ရထားတဲ့ထိတ်စည်းဒီ398ထိတ်လို့ရထားတယ် ဲ့ဒီ3-5ရှစ်ထိတ်ကိုကျွန်တော်ရဲ့ကွေမလေးသူနဲ့တွေ့ရပြီးဆင်းမဲ့နောက်ပိတ်လေးကိုတစ်ချက်ကြည့်ထိတ်စည်းက3-5ရှစ်ထိတ်နောက်ပိတ်လေးကကျွန်တော်ရဲ့ကွေမလေး84ကကျွန်တော်ကိုမမြခွန်ထိတ်30ကတုံညာအပိတ်40ဒီကကျွန်တော်ရဲ့ခွေမကြီးသူတို့နှလုံးပေါင်းခြင်းနဲ့၄တုံညာတုံညာခွန်ကျွန်တော်ရဲ့ခွေမကြီး၄တုံညာတုံညာခွန်၄လုံးပေါင်းခြင်းနဲ့၄ရဲ့တုံညာရဲ့ပေါင်းတော့၄ပါ ၄ရက်၃ညရဲ့ပေါင်းတော့၄ပါ၄နဲ့၃ညနဲ့ပေါင်းတော့၄ပဲရတယ်၄နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၄ရက်9ရက်ပေါင်းတော့ကျွန်တော်တို့တိရပါတယ်တိကိုပါဝါခေါ်ခြင်းဒီ6တိကိုနက်ခတ်ခေါ်ခြင်းဒီ8တိ6ရှိသည်ယနေ့မနေ့12နာရီ10မိနစ်တွင်နောက်ပိတ်ဖြစ်ပါလေကျွန်တော်ကိုမများကျွန်တော်ရဲ့ကိုကြီးမကြီးများအားလုံးပဲ3ည9ထိပ်4ကိုနေ့အပိတ်ကိုခွန်ထိပ်4ပိတ်နဲ့ 84ဆိုတော့တစ်ပရိတ်933ထိတ်933အပိတ်ကို3ထိတ်3ညာအပိတ်နဲ့30ဆိုတော့3ပရိတ်240ထိတ်93ညာအပိတ်ကိုကျွန်တော်ရေကွေမာတယ်4ထိတ်3ညာအပိတ်နဲ့60ဆိုတော့4ပရိတ်ထွက်ပြီးကျွန်တော်တို့ရထားတဲ့ထိတ်စည်းက358ထိတ်ကိုနောက်ပိတ်က168အပိတ်လို့ရတယ်နောက်ပိတ်ဒီကျွန်တော်ရေကွေမာဘာအပိတ်လဲ168အပိတ်368ထိတ်168အပိတ်ကိုကျွန်တော်ရေကွေမာဒီခဏန်းလေးတွေတွဲမယ် ဟုတ်ပြီနော်ယနေ့မနက်7:00နာရီဒီမှာတန်းငယ်ယုံကြည်နေရလေးတစ်ခုရှိတယ်တန်းငယ်ပေါ့နော်ဒီကနန်းလေးတွေထိုးရင်တကယ်ပေါက်လောက်မယ်လို့တန်းငယ်ယုံကြည်နေပါတယ်အကြိုက်တူလို့အကြိုက်တူတဲ့ကိုကြီးမတွေကစားပါမကြိုက်ရင်မကစားနဲ့ကိုပေါက်ရင်ကိုယူကိုပစံနဲ့ကိုထိုးတာကိုပေါက်ရင်ကိုယူဟုတ်ပြီနော်3ဒီညလွှင့်ပေးထားရနော်3ဒီညတန်းငယ်လွှင့်ပေးထားတယ်နော်ကဲဒါဆိုကျွန်တော်ရဲ့ကိုကြီးမကြီးကနန်းထုတ်ပေးမယ်နော် ဟော358ထိ168အပိတ်ဆိုတော့3ဒေ36 38ဟုတ်ပြီနော်မယောကွက်လေးလည်းကျွန်တော်ရဲ့ကုမရေးပြမယ်မင်္ဂလာပါတွေမင်္ဂလာပါကိုကြီးကုမပဲတက်လာတော့တယ်နော်51 56 58မယောကွက်လေးကျွန်တော်ရဲ့ကုမရေးပြမယ်နော်မယောကွက်လေးတွေကိုတင်ပြီးထိုး 81ကျွန်တော်ကိုပါဗျာ86ရှစ်ပူပေါ့ဗျာဒီနားလေးကျွန်တော်ရဲ့ကိုမိုင်အာပြီးတော့ကစားအာပပပဲကစားပါဟုတ်ပြီနော်အာပပပဲကစားအာပပပဲကစားပါ အကောင့်မအံ့ရသေးတဲ့ကိုမမအားလုံးပဲကျွန်တော်ရဲ့ကိုကြီးမကြီးဒီအားလုံးပဲအကောင့်ကလေးတော့အပ်ပြီးသွားပါအာပါပါပဲကစားဟုတ်ပြီနော်ကျွန်တော်ကိုမမမယောကရွေးပေးမယ်တကယ်ထိုးရင်ယနေ့မနေ့ဆန္ဒနာကြီးဒီမနေ့မှာတကယ်ပေါက်မယ်ဗျာတကယ်ထိုးရင်ကျွန်တော်ရဲ့ကိုကြီးမကြီးအားလုံးပဲကိုကြီးမကြီးများအားလုံးတကယ်ထိုးရင်ယနေ့မနေ့ဆန္ဒနာကြီးဒီမနေ့မှာတကယ်ပေါက်မယ်ဟုတ်ပြီနော်မယောအနေနဲ့ကျွန်တော်ကိုကြီးမကြီးများ3တီ36ကျွန်တော်ရဲ့ကိုကြီးမကြီး3ရှင်ပြောလိုက်လေ တုံးတဲ့363 8ဘူး56ဟုတ်ပြီနော်မဲရောတော့6ခွက်ပေါ့နော်တခွက်နှစ်ခွက်သုံးခွက်လေးခွက်ငါးခွက်ကျွန်တော်ရဲ့ကိုကြီးမကြီးအားလုံးပဲနော်81မဲရောက6ခွက်ကျွန်တော်ရဲ့ကိုကြီးမကြီးအားလုံးကိုထုတ်ပေးခဲ့တယ် 3336386888ပူးဆိုတော့ကျွန်တော်ဒီမှာနေ main awkward 6ခွက်ဒီကဏ္ဍ6ခွက်ကိုတင်တို့ကျန်တဲ့5758 86ဆိုတော့ကဏ္ဍ3ခွက်ကိုတော့ကျွန်တော်ရဲ့ကိုကြီးမကြီးအားလုံးပဲအာပပပဲနော်အရန်ဒီနေပဲကစား3336386 8186ပူး56ဆိုတော့ကဏ္ဍ6ခွက်ကကျွန်တော်ရဲ့ကိုကြီးမကြီး main awkward ဖြစ်ပါတယ် ကျွန်တော်တို့ကျွန်တော်ရဲ့ဂွေမိုင်အားလုံးကအရန်လေးနဲ့ကစားပါเนาะ 3D မရသေးတဲ့ဂွေမိုင်ကို 3D တခါလေးပြပေးခဲ့မယ်เนาะ 3D မရသေးတဲ့ကိုကြီးမိုင်များအားလုံး 3D တခါလေးပြပေးမယ်ဒါညာ 3D လွှင့်ထားတာပါငါးတုံညာထိစီပါငါးရှစ်တီကအလဲတိုင်းပါဒါ 3D เนาะငါးတုံညာထိစီငါးရှစ်အလဲတိုင်း66အပိတ်ကိုเนาะ 9896986356986356993ဆိုတဲ့ကဏန်း6ွက်ကိုကျွန်တော်ကိုကြီးဒီမာကြီးတွေအားလုံးက အာပါပါပဲအရန်နေနဲ့ကစားပြီးရှယ်အော3ွက်နေနဲ့99 9နော်99ရဲ့ကျွန်တော်ကိုကြီးမာကြီးများ3959ရဲ့99ရဲ့3959ရဲ့3989ရဲ့ဆိုတဲ့ရှယ်အော3ွက်ဒါ3ဒီ တရွီဒီတော့ကျွန်တော်ကိုမှများငါငါကို3ည9ကို3ည8ကိုဆိုတဲ့ခဏ3ခွက်ကတန်းငယ်ချိုင်ဆုံးခဏ3ခွက်ဒီဘက်ကခဏ6ခွက်ကတော့ကိုပိုင်ကိုအကြိုက်တွင်လဲကစားအာပပပဲကစားထိတ်စီအလဲတိုင်းနောက်ပိတ်ရှာထားတာဖြစ်တဲ့အတွက်အကြိုက်တွင်မှာကစားမကြိုက်ရင်မကစားနဲ့ဒီတစ်ပတ်တော့ရင်ဘက်ကတန်းငယ်မွေးကနန်းကနော်ဟို3လုံးအခွေပြီးတော့က3ည9အခွေပြီးတယ်နော်90ဆိုပြီးထွက်တယ်ဒီဘက်တော့လည်းကျွန်တော်ရဲ့ကူမကြီး 2D တပတ်စာ3လုံးအခွေ လိုချင်တဲ့အကိုကြီးမကြီးများအားလုံးအလကားလာယူပါ 66နဲ့546 665ကို ခွေလို့ဟိုင်းပြီးတော့အလကားလာယူပါเนาะအခွေလိုချင်တဲ့အကိုကြီးမာကြီးများအားလုံး66 546665ကိုကျွန်တော်ရဲ့ကိုကြီးမာကြီးများခွေလို့ဟိုင်းပြီးတော့အလကားလာယူဟုတ်ပြီเนาะ66 546665ဆိုတဲ့ဖုန်းနံပါတ်ကိုခွေလို့ဟိုင်းပြီးတော့အလကားလာယူပါဒါကအခွေသုံးလုံးလိုချင်တဲ့အကိုကြီးမာကြီးများအားလုံးကိုပြောခြင်းဖြစ်ပါတယ်အခွေသုံးလုံးလိုချင်တဲ့ကိုကြီးမာကြီးတွေကိုပြောခြင်းဖြစ်ပါတယ် 3D ကတော့ share ဟော3ခွက်နေနဲ့တန်းငယ်99ကို395ကို389ကိုဆိုတော့ကဏ္ဍ3ခွက်ကိုအကျိုက်ဆုံးဖြစ်ပါတယ်ဒီကဏ္ဍလေးတွေရောကိုယ်ပိုင်ကိုကိုကြရင်ကိုကစားဒုတိယရနေ့မနက်7:00နာရီ10မိနစ်မှာတော့ဒါလေးတွေပေးထားတယ်အကျိုက်တူရင်ကစားမကျရင်လည်းမကစားနဲ့ဟုတ်ပြီနော်အားလုံးပဲလောက်ပါပဲဗျဘိုင်ဘိုင်ပါကံကောင်းကြပါစေမမဟိုးအပ်တယ်ဖိုးအပ်တယ်